အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တင်ဌာနကနေနိုဝင်ဘာလ6ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NLD အစိုးရကိုဖြုတ်ချရန်နှင့်စစ်အာဏာသိမ်းရန်ဆန္ဒပြပွဲများဖြင့်လှုပ်ရှားခဲ့သောမဘာသာနှင့်အမျိုးသားရေးအစိုးရရှေ့နေအေးပိုင်ကကျန်းဖော့ပါတီဤရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် NLD အစိုးရကိုဖြုတ်ချရန်နှင့်စစ်အာဏာသိမ်းရန်ဆန္ဒပြပွဲများဖန်တီးဥဆောင်ခဲ့သောအကြမ်းဖက်စစ်တပ်ကိုထောက်ခံသည့်မဘာသာနှင့်အမျိုးသားရေးအစွန်းရောက်ရှေ့နေအေးပိုင်ကကျန်းဖို့ပါတီ၏ရန်ကုန်တိုင်းအမျိုးသားလွတ်တော်ကိုစလီလောင်အဖြစ်ရွေးကောက်ပွဲဝင်ပြီဖြစ်ကြောင်းတကုံမျိုးသစ်တောင်ပိုင်းမြို့နယ်ကျန်းဖို့ပါတီကတရားဝင်သတင်းထုတ်ပြန်မဲဆွဲစည်းရုံးမှုများစတင်နေပါသည်။တကုံမျိုးသစ်တောင်ပိုင်းမြို့နယ်တွင်ကျန်းဖို့ပါတီကိုကိုစားပြု၍လွတ်တော်ကိုစလီလောင်လေးဦးကိုကျန်းဖို့ပါတီကရှယ်မန်နှင့်မိတ်ဆက်လာပြီး ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင်ဆန်းဆန်းထီက၎င်းမဖာတာနှင့်အမျိုးသားရေးအစွန်ရောက်အေးပိုင်ကအမျိုးသားလွတ်တော်မဲဆန္ဒနယ်6 FPTP တွင်၎င်းဆိုယူကရန်ကုန်တိုင်းလွတ်တော်မဲဆန္ဒနယ် FPTP နှင့်အောင်စောဦးကရန်ကုန်တိုင်းဒေသကြီးလွတ်တော် PR တွင်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ပါတယ်။မဘာသားနှင့်အမျိုးသားရေးအစွန်ရောက်ရှင်းနေအေးပိုင်ဝင်ရောက်မည်ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်6တွင်တကုံမျိုးတစ်ခရိုင်တစ်ခုလုံးပါဝင်ပြီး မြောက်တကုံတောင်တကုံအရှိတကုံတကုံမျိုးတစ်စိတ်ကမ်းမျိုးနယ်များပါဝင်နေပါတယ်။ရှေ့နေအပိုင်းဒီအဆက်လန်စန့်ကျင်ရေးလှုပ်ရှားသောမဟာဗဒရှေ့နေတအုပ်အဖြစ်သမရဦးသိန်းစိန်အစိုးရလက်ထက်2012ခုနှစ်မှစတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီးထေရဝါဒဓမ္မခွန်ရက်ဥပဒေအကြံပေးအရာရှိ၎င်းမြန်မာနိုင်ငံလုံးဆိုင်ရာသာသနာရခိတအဖွဲ့နှင့်မဟာဗဒအဖွဲ့တို့တွင်ဦးဆောင်သူရှေ့နေတအုပ်အဖြစ်ပါဝင်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မျိုးဆောင်ဥပဒေများပြဋ္ဌာန်းရေးတွင်တက်ကြွစွာတောင်းဆိုပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ NLD အစိုးရလက်ထက်တွင်လွှတ်တော်အမတ်ဟောင်းခင်ဝိုင်းကြည်နှင့်တွဲဖက်က NLD စန့်ကျင်ရေးနှင့်စစ်အာဏာသိမ်းရေးအတ ିକ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။မဘာသာအစွန်းရောက်ဖုန်ကြီးဝီရသူဤအမာခံထောက်ခံသူလည်းဖြစ်ပါတယ်။၂၀၂၀ခုနှစ်အတွင်းဇူလိုင်လအတွင်းတွင်အစိုးရချစ်သူဝေဤဖခင် ဦးစော်ဝင်းရေးဆွဲခဲ့သည့်ပကြီကားတစ်ချက်နှင့်ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်တွင်ချစ်သူဝင်နှင့်ဖခင်ဖြစ်သူတို့တင်ရှိခဲ့သည့် post များမှသာသနာတော်ကိုညှိုးနှွမ်းစေသည်ဟုဆိုကာမြန်မာနိုင်ငံလုံးဆိုင်ရာသာသနာရခိတအဖွဲ့ကိုကူစားပြု၍ရှေ့နှင့်ဦးအေးပိုင်ကတရားစွဲခဲ့ပါသည်။2018ခုနှစ် NLD အစိုးရလက်ထက်မဖတာနှင့်အမျိုးသား၏အစွန်ရောက်စာရေးဆရာမောင်သွေးချုံကိုနိုင်ငံတော်အကြီးညိုဖျက်ဆီးမှုဖြင့်ဖမ်းဆီးတရားစွဲထောင်ချခဲ့ရာတွင် ရှေ့နှင့်အေးပိုင်ကတရားခံရှေ့နှင့်အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ရှင်းနေအေးပိုင်မှာမပါတာနှင့်အမျိုးသားကြီးအစွန်းရောက်ဖွယ်များကွန်ရက်များဤဥပဒေရေးရာအတိုင်းပင်ငယ်အဖြစ်ဆောင်ရွက်နေပြီးယနေ့အချိန်အထိမြန်မာနိုင်ငံအတွင်းအစလန်စန့်ချီရေးလှုပ်ရှားမှုများတွင်ဦးဆောင်ပါဝင်နေစေဖြစ်ပါသည်ဆလပီစပေးကြောင့်ဒုက္ခရောက်နေရသည့်မြန်မာပြည်သူများကိုနိုင်ငံတကာကမေးမထားကြရန်နှင့်ပြစ်မထားကြရန်ပုံရဟန်းမင်းကြီးလီယိုကမြစ်တာရက်ခန့်နေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ပြည်တွင်းစစ်ဘေးကြောင့်အတိဒုက္ခရောက်နေရသည့်မြန်မာပြည်သူများကိုနိုင်ငံတကာကမမေ့ထားကြရန်နှင့်ပြစ်မထားကြရန်ပုံရဟန်းမင်းကြီးလီယိုကမိန့်ကြားမြစ်တာရက်ခံလိုက်ပါရယ်ရမနီနိုဝင်ဘာ9ရက်နေ့စိန့်ပီတာရင်ပြင်တွင်ပြုလုပ်သည့်အပတ်စဉ်စုတောင်းပွဲတွင်ပုံရဟန်းမင်းကြီးလီယိုကအထက်ပါအတိုင်းမိန့်ကြားမြစ်တာရက်ခံခဲ့ခြင်းဖြစ်ပါရယ်နိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ပြည်တွင်းစစ်နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကြောင့်ဒုက္ခရောက်နေရသောမြန်မာနိုင်ငံသားများကို မစွန့်ပြစ်ရန်နှင့်မိမထားကြရန်အကူအညီများပေးကြရန်နှင့်စူတောင်းပေးကြရန်၎င်းကမြစ်တာရက်ခံတိုက်တွန်းခဲ့ပါသည်။ကမ္ဘာဒေသအသီးသီးမှလက်နက်ကိုင်ပရိပခ္ခတွေကြောင့်ဒုက္ခရောက်နေရသူတွေအတွက်စူတောင်းပေးဖို့ကျွန်ုပ်နဲ့အတူပါဝင်ဖို့ဖိတ်ခေါ်လိုပါသည်။ကျွန်ုပ်တို့အနေနဲ့မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ကြဖို့တိုက်တွန်းပါတယ်ဟုပုံရဟမင်းကြီးကဝှေ့ပြုစူတောင်းပွဲတက်ရောက်လာသူ ဖျားဖူးထောင်ပေါင်းများစွာရှိတွင်မိန့်ကြားခဲ့ပါရယ်လက်နက်ကိုင်ပြိပခါများအတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်းနှင့်အခြေခံအရင်းမြစ်များချိုးတဲ့ခြင်းတို့ကြောင့်ဆက်လက်ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများအတွေ့လီယိုကစိုးရိမ်ပူပန်ကြောင်းထုတ်ဖော်မိန့်ကြားခဲ့ပါရယ်ကုလသမဂ္ဂဤခံမှန်းချက်အရမြန်မာနိုင်ငံ၏အခြေအနေမှာကပ်ဘေးကြီးအဆင့်သို့ရောက်ရှိနေပြီး2025ခုနှစ်တွင်လူပေါင်း20သန်းနီးပါးအကူအညီလိုအပ်မည်ဖြစ်ကြောင်းပြည်သူ3.5သန်းခန့်သည်ပြည်တွင်း၌အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုမှာမတိမငိမ်ဖြစ်နေသောအခြေအနေများတွင်နေထိုင်ရကြောင်းသိရပါတယ်။ယခုနှစ်မလတွင်ငလင်လှုပ်ခတ်မှုကဲ့သို့သောတဘာဝဘေးအန္တရာယ်များနှင့်နိုင်ငံတကာရန်ပုံငွေအခက်အခဲရှိခြင်းကြောင့်မြန်မာပြည်သူများ၏အခြေအနေမှာပုံမဆိုးရွားလာခဲ့ကြောင်းသိရပါတယ်။ပုံရဟန်းမင်းကြီး၏မြန်မာနိုင်ငံအတွက်စူတောင်းချက်များသည်ကမ္ဘာအဆိုးရွားဆုံးလူသားချင်းစာနာထောက်ထားမှုအကျက်တဲများထဲမှတစ်ခုကိုရင်ဆိုင်ရကြိမ်တွင် ပေါ်ပေါက်လာခဲ့ပါတယ်။ဒီမိုကရေစီနီလန်းကျရွေးကောက်တင်မြောက်ခံထားရသောအဆိုးရွားကိုဖျောက်ချခဲ့သည့် အာနာသိမ့်မှုဖြင့်စစ်တပ်ကအာနာသိမ့်ပြီး9နှစ်နီးပါးအကြာတွင်ပြည်တွင်းပြည်ပခါကြောင့်လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပြီးဖြစ်ပါတယ်။2021ခုနှစ်တွင်အာနာသိမ့်မှုကိုစန့်ကျင်သောလူထုဆန္ဒပြပွဲများကိုစစ်တပ်ကအကြမ်းဖက်နှိမ်နင်းသဖြင့်လက်နက်ကင်တော်လည်းပေါ်ပေါက်လာကစစ်တပ်ကိုထိုင်းရင်းသားများနှင့်ဒီမိုကရေစီလိုလားသောပြည်သူများလက်နက်ကင်တိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။